တကယ်ညီမဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒီမူလေးကတော့ဒါတော်တော်လေးကောင်းလို့ပေါ့နော်တော်တော်လေးလာလို့ကျွန်တော်စောစောလေးဒါတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာโอเคပါချက်တငယ်ချင်းတွေကတော့ like ကြည့်ကြည့်ပေါ့နော်ကြည့်ကြည့်လို့ကျွန်တော်လည်းအကြိုက်တူတယ်ဆိုမှဒါခံစားကြည့်ပါဗျာโอเคဒါဆိုရင်ကျွန်တော်တို့စပြီးတော့ပြပါမယ်နော်ပြဖို့ဆိုရင်ကျွန်တော်ဒီခါးတိုင်းနဲ့နောက်ပိတ်ပေါ့နော်ခါးတိုင်းနဲ့နောက်ပိတ်ကိုကျွန်တော်အရင်စပြီးတော့ပြပေးမယ်ပေါ့နော်ဒါပြီးမှကျွန်တော်တို့ဒီရှေ့ပေါ့နော်ရှေ့ကိုကျွန်တော်တို့ ဆက်သွားမယ်ပေါ့နော်ဒါဆိုရင်ခါးတိုင်ကိုကျွန်တော်တို့အရင်စကြည့်အောင်ခါးတိုင်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲကျွန်တော်တို့ဒီပေါင်းခြင်းနေနဲ့သွားမယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းခွန်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ၃ညခွန်ဆိုတော့ပေါင်းခြင်းခွန်ဆိုတော့ senior light ပေါ့နော်ခွန်ပြီးတော့ဒီမှာ6ဆိုပြီးတော့ဆက်လာတယ်ခွန်6ပေါင်းခြင်းနံပါတ်6ပေါ့နော်ခွန်6ဒီမှာ6 6ပေါင်းခြင်း9ပေါ့နော်ခွန်6 9ဒီမှာဆက်ပြီးတော့6 8ဆိုတော့ပေါင်းခြင်း၄เนาะခွန်6 9 4 ဒီမှာဘာဖြစ်မလဲကျွန်တော်တို့3ဆိုတဲ့ကဏ္ဍမျိုးเนาะ9 6 5 4 3 5 4 3 3ဖြစ်ဖို့အတွက်ကတော့ကျွန်တော်တို့8နဲ့9နဲ့ပေါင်းပြီးမှကျွန်တော်တို့3ဖြစ်လို့ရမယ်ပေါ့เนาะဒီမှာအပိတ်ကတော်တော်လေးလာတယ်ပေါ့เนาะဒီဘင်းကလည်းကျွန်တော်1 2 3 4 5เนาะဒါ9ကပ်မြောက်ဖြစ်ပြီး9ကပ်မြောက်ကျွန်တော်တို့အပိတ်ကိုတစ်ချက်သွားကြည့်ပါမယ်เนาะအပိတ်ဒီဒီနှလုံးပေါင်းခြင်းเนาะဒီနှလုံးပေါင်းခြင်းနံပါတ်4 ီနံပါတ်၄ဒီဒီတုံညရဲ့တလုံးချာက၄ရဲ့ပေါင်းခြင်းနံပါတ်၄ကိုဖြစ်တယ်เนาะ၄ဒီ၄လို့ရိုက်ပါတယ်ဒီရောက်မှာပဲကျွန်တော်တို့စရစ်ခွန်3ဆိုတဲ့ပေါင်းခြင်းနံပါတ်ဒီတုံညဖြစ်တယ်တုံညဖြစ်တဲ့အတွက်ဒီခွန်3ဆိုပြီးတော့ကျွန်တော်တို့ပေါင်းခြင်းနံပါတ်တုံညလို့ရိုက်တယ်တုံညဒီတုံညလို့ရိုက်ပါတယ်ဒီရောက်မှာကျွန်တော်တို့38ဆိုတဲ့ပေါင်းခြင်းနံပါတ်1ဒီ၄ခွန်ဆိုတဲ့ပေါင်းခြင်းနံပါတ်1ကိုရိုက်တယ်เนาะ တော်တော်လေးလာတယ်မူဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်ဒီမှာရှင်5ဆိုတဲ့ပေါင်းခြင်းနံပါတ်3ဒီဒီ3ရဲ့ကျွန်တော်ဒီတလုံးပေါင်းခြင်းနော်3တုံညပေါင်းခြင်းနံပါတ်3ဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့5ခါတုံညအပိတ်နော်ကျွန်တော်အစားကနေပြန်ပြောပါမယ်၄ဒီ၄လို့ဖြစ်တယ်တုံညတုံညလို့ရိုက်တဲ့1ပြီးရင်3 3ဆိုတော့ကျွန်တော်3လို့ရိုက်မယ်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့ခါးတိုင်းနဲ့အပိတ်ကတော့ဒီမှာရသွားပြီပေါ့เนาะကျွန်တော်တို့ကြည်ရမယ့်ဟာကကျွန်တော်ထိတ်စီးလေးကျန်တယ်เนาะထိတ်စီးဒီကျွန်တော်တို့ဒီမှာဒီမှာနံပါတ်ဒီကျွန်တော်တို့3ညဆိုပြီးတော့ကျွန်တော်တွေ့ရမယ်ပေါ့เนาะဒီနံပါတ်3ညဒီသူ့ရဲ့ဒီမှာနက္ခတ်ဆိုပြီးတော့ပေါ့เนาะ3ညနက္ခတ်ဒီ9 3 9ဆိုတော့ပေါင်းခြင်းနံပါတ်9ကိုဖြစ်ပါတယ်เนาะ ဟုတ်ပြီသူရနှက်ခတ်ကြပေးသွားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့နံပါတ်ခွန်နော်ခွန်ဒီပါကြလဲသူရနှက်ခတ်ဖယ်ပေါ့နော်3 8ဆိုတော့ပေါင်းခြင်းနံပါတ်ည3ညခွန်နှက်ခတ်3ညကိုစစ်ပြီးတော့ကြပေးတယ်နော်ဒီရောက်ကကျွန်တော်တို့နံပါတ်မှာ9နော်ဒီနံပါတ်9မှာသူကပါကြပေးသွားလဲဆိုရင်တော့ကျွန်တော်ဒီမှာဒီလိုပေါ့နော်6 5 8ဆိုတော့ပေါင်းခြင်းနံပါတ်9ဆိုတော့ကျွန်တော်ဓာတ်ရိုက်ကြရတယ်ပေါ့နော်9ဒီ9လို့ဓာတ်ရိုက်ကြရတဲ့ဘော เนาะဒီရောက်ကကျွန်တော်တို့စစ်ရရှိနေတာဒီနံပါတ်မှာ6ဖြစ်ပါတယ်เนาะနံပါတ်6တည်တဲ့ကျွန်တော်တို့ဒီမှာပါကြပေးသွားလဲဆိုရင်ဒီမှာသူ့ရဲ့နှက်ခတ်5 6ပောင်းချင်းနံပါတ်9ဆိုပြီးတော့နှက်ခတ်ကိုရိုက်တယ်ဂျားထဲမှာတိုက်ရိုက်တစ်ချိန်ပဲရိုက်ထားတယ်ပေါ့เนาะဒီတော့ကြောင့်ဒီမှာရှိနေတဲ့နံပါတ်နံပါတ်8ဒီเนาะကျွန်တော်ဒီမှာထိတ်စီးရဲ့ကြည့်ခါတိုင်းရဲ့ပေါင်းပြီးတော့เนาะကျွန်တော်တို့ရိုက်ရမယ်ခါတိုင်းကနံပါတ်ဘယ်လောက်ရထားလဲ9နောက်ပိတ်ဒီနံပါတ်3ညဖြစ်တယ် 9 3ညเนาะနောက်တွဲကကျွန်တော်တို့ရပြီဆိုတော့ဒီမှာ10เนาะ10ကိုကျွန်တော်တို့ဒါအစားသွင်းတော့မယ်ပေါ့เนาะ10ဒီ10လို့တိုက်ရိုက်ကြခဲ့ဒီ10တော့เนาะ10ဒီဒီ၃လုံးပေါင်းချင်း10လို့ရရမယ်ဒီတော့ကြောင်65ပေါင်းချင်းနံပါတ်1ဖြစ်နေတဲ့အတွက်ခွန်ထိပ်စီ950တခွက်เนาะဟောပြီနောက်ထပ်တခွက်ကျွန်တော်တို့ဆက်ပြီးတော့ထုတ်ပါမယ်10 power 3လို့ရိုက်ခဲ့မယ်ဆိုရင်96 1ဖြစ်နေတဲ့အတွက်3ဖြစ်ဖို့1 250 ဒုတိယတစ်ခွက်ဖြစ်ပါတယ်။ရှေ့ရဲ့နှက်ခတ်1ဖြစ်ဖို့ဆိုရင်တော့ကျွန်တော်ဒီမှာ1ကဖြစ်ပြီးသားပေါ့နော်။3ညာလေးထည့်ပြီးအောင်မယ်။3965ပုံချင်းနံပါတ်တိနံပါတ်မှာ1ဖြစ်ပါတယ်။3953ညာရာပြီကနန်းနော်။ဒါဆိုရင်စုစုပေါင်းထိုးရမယ်ကနန်းတွေကတော့950 250 3ည53ညเนาะဒီမူလေးကကျွန်တော်လှလို့ပေါ့เนาะဒါအပြင်လည်းတော်တော်လေးများများလေးပေးလာပြီဖြစ်တယ်လှလို့ပေါ့เนาะဒါစောစောလေးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ အားလုံးကိုကျေးဇူးထူတယ်ပါလေဒါလုံးပဲခုလာမဲ့ခုနှစ်ချိန်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာနော်သူကကျွန်တော်တို့ဘဏ္ဍကရှိသွားပြီလဲဆိုတော့1 2 3 4 5ကတ်မြောက်တွေပေါ့နော်5ကတ်မြောက်တွေဖြစ်ပါတယ်အားလုံးက5ကတ်မြောက်ဆိုတော့ပေါ့နော်စက်ပေးဖို့တော့မပြောရဘူးပေါ့နော်အားလုံးပဲအဆင်ပြေပါစေဗျ Thank you ပါဘယ်ပါ